Hello မင်္ဂလာပါဒီနေ့မှာတော့ internet တူတူဒေါ်လာ20တန်း unlimited six ကော့တေးတွေအများကြီးပဲတက်တောက်ကြမှာရှင် signature ကော့တေး classic ကော့တေး mock တေးနဲ့ drop beer တွေကို အချိန်နှစ်နာရီအတွင်းစိတ်ကြိုက်တော့ဒေါ်လာ20ပဲပေးရတာဆိုတော့အရန်ကိုတန်တာမို့လို့ဘလော့လေးကိုပြန်ပြီး sharing လုပ်ပေးလိုက်ပါရရှင် အခုအစ်သက်သွားနေရတော့ Strand Hotel ကိုသွားနေရဖြစ်ပါရဲ့ရှင်။ရန်ကုန်မြို့ရဲ့မြို့လေကောင်ကြီးမှာခန်းခန်းနာနာဖွင့်လှစ်ထားပြီးတော့ Colony Kit ကအငွေ့သက်တွေနဲ့အတူမြမရင်ကျေးမှု Vibe ကိုပါတနေရာထဲမှာခန်းစားရစီတဲ့ The Strand Hotel ကိုသွားနေရဖြစ်ပါရဲ့ရှင်။ဒီတွေကတော့ဒီနေ့ unlimited ဆက်ဒေါ်လာ20တန်းတောက်ဖို့အတွက်စကီဘာကိုသွားနေရဖြစ်ပါရဲ့ရှင်။ဒီတဲ့နဲ့ဒီနောက်ကနေလိုက်ခဲ့ပါ။ 1900တခုနှစ်တည်းကနေပြီးတော့အစပြီးတော့ဖွင့်လှစ်ခဲ့တာဆိုတော့အခုဆိုလို့ရှိရင်နှစ်ပေါင်း100တောင်ကျော်သွားပြီပေါ့နော်ဆိုတော့သူ့ရဲ့အငွေ့သက်တရားဆိုလို့ရှိရင်ကိုလိုနီခေတ်တုန်းကဖွင့်ခဲ့တဲ့ဘားလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုလိုနီခေတ်ကအငွေ့သက်နေတဲ့အတူဒီမြမရင်ကျင်းမှုမြမကာချာမြမ vibe တွေပါရောဆက်ထားတဲ့အတွက်ကြောင့်မို့လို့ဘားနဲ့ကိုဝင်လိုက်ပြီးဆိုတာနေရင်ထူးခြားတဲ့ဗမာမမြန်နိုင်တဲ့ချက်ချပပအငွေ့သက်တွေတခုရတာပေါ့နော်စကေးပါရဲ့ unlimited set ဒေါ်လာ20ရန်ကြတော့ ဇူလိုင်လကုန်ထီပဲရှိမှာဖြစ်ပြီးတော့ Sunday, Monday နဲ့ Tuesday မှာပဲသုံးဆောင်နေမှာဖြစ်ပါတယ်ရှင်။ဒီတွေကတော့ Sake Bar ရဲ့ Unlimited Set ဒီ menu တွေကြည့်ပြီးတော့တစ်ခုချင်းစီကိုစပြီးတော့မှာပါတော့မယ်ရှင်။ ကိဘမှာကြတော့ဆက်လို့ကောင်းမှတင်တဲ့ဟာလေးတက်ပြီးပြီးတော့ပါလိုက်မယ်ပေါ့နော်မီနူကြီးလေးညွှန်းလိုက်တော့ပါလိုက်မယ်ကလေးလည်းပါလာတယ်လူကြီးလည်းပါလာတယ်အောက်အောက်ပဲတောင်းမလားစားမလားတောင်းမလားပေါ့နော်စင်ပြောင်းလို့ grey ရဆိုလို့ရှိရင် mix grey ပြေးတာမှာလိုက်မယ် အစားအသောက်တွေမင်းယူတွေဆိုလို့ရှိရင်လည်း foreign ကဒီ local ကအကုန်လုံးအကြိုက်တည်စေမဲ့မင်းယူတွေပဲမို့လို့ဒီကတော့ကလေးလေးတက်ကောဒီတို့တောက်မှုတက်ကောဒီတို့စားမှုတက်ကောပေါ့နော်ဒီမှာ selection နဲ့မှာလူချက်အများဆုံးဖြစ်တဲ့ဒီဟင်ပွဲလေးတွေကိုမေးပြီးတော့မှာခဲ့ပါတယ်ပြီးလို့ရှိရင်တော့ဘားကောင်တာမှာအခုလိုမျိုးဘားမန်းလေးရဲ့ cocktail ဖြော်ဆက်ပုံလေးတွေကို အစစ်စစ်ကြည့်ပြီးတော့ထိုင်ပြီးတော့ AC တောင်းမှာရှင် ဒီရဲ့ unlimited sip ပက္ကရာဆိုလို့ရှိရင် အချိန်က2နာရီတောင်ရရတဲ့အတွက်ကြောင့်မလို့ဘားကောင်တာမှာထိုင်ပြီးတော့ဒစိမ့်စိမ့်နဲ့ကော်တီတစ်ခွက်ချင်းစီကိုတည်တည်ချာချာလေးထိုင်ပြီးတော့တောက်ဖြစ်ခဲ့ပါရဲ့ရှင်။ sake bar ရဲ့ signature ကော်တီထဲမှာဆိုလို့ရှိရင် stanza က9068ကအစ်သွေးအရန်အကြိုက်ဆုံးဖြစ်ခဲ့တာပေါ့နော်။အစ်သွေးလေးခွက်လောက်တောက်ခဲ့ပြီးတော့တော်တော်လေးလည်းငူးခဲ့ပါရဲ့။နောက်ထပ် sake signature ကော်တီထဲမှာဆိုလို့ရှိရင် bloody mary martini လေးလည်းရှိပါရဲ့။ နောက်ထပ် signature cocktail တွေက sake banana banana နဲ့မူမူလေးနဲ့ mingle ဆန်နဲ့ cocktail ဖြစ်ပါတယ်။ဤတို့ငွေချင်းတွေတယောက်တစ်မျိုးနဲ့မယူအောင်အထက်တစ်ခါကမှာတောက်တဲ့ထဲမှာမှာဤတို့အကြိုက်ဆုံးပြောပါဆိုလို့ရှင်တော့ sake signature cocktail တွေက stem sour 9068ဖြစ်ပါတယ်။ဤတို့တစ်ခွက်ပြီးတစ်ခွက်တစ်ခွက်ပြီးတစ်ခွက်သူက unlimited ဖြစ်တဲ့အတွက်ကြောင့်မလို့ဤတို့၄ခွက်၅ခွက်လောက်တော့တောက်ခဲ့တယ်ပေါ့နော်။ ကော်တီယူနဲ့ live ဖက်ဆောင်ကတော့စာတီးလေးပဲဖြစ်ပါရဲ့ရှင်။စာတီးလေးရဆိုလို့ရှိရင်အိန္ဒိယအမိခတ်အမွှေးတန်လေးနဲ့ပြုလုပ်ထားရတော့ကြမလို့အိန္ဒိယအငွေ့တန်လေးလေစာတီးလေးမှာတော်တော်များများစုံစုံလင်းလင်းနဲ့တွေ့ရတယ်။တော်တော်လေးကတော့အမီးစားတဲ့အဖွဲရပါရှင်။ စကေးစကနီချာကော်တေးတွေပြီးပြီဆိုလို့ရှင်တော့အစ်တို့က classic ကော်တေးကိုတွားပြီးတော့လောက်ခဲ့ပါတယ် classic ကော်တေးတွေမှာဆိုလို့ရှင် margarita ပါတယ် cosmopolitan old fashion နဲ့ mojito လည်းပါတယ်အစ်တွေကတော့ဒီထဲမှာဆိုလို့ရှင် cosmopolitan နဲ့ mojito ကိုအရန်ကြိုက်ပါတယ်ကလစစ်ကော်တေးမြင်းနေရင်ထဲမှာ ဟိုးနောက်ဆုံးက highball glass လေးနဲ့ကတော့ stand sour 9068 signature cordive ဖြစ်ပါတယ် five star hotel မလို့ဒီ unlimited set cordive တွေအပြင်တို့စားတော့တဲ့ဒီ menu တွေအကုန်လုံးကလည်းခလေးလူကြီးမရွေးမတောက်ဖဲနဲ့စားရင်လည်းအရန်ကိုစားကောင်းပါတယ်စားတောက်တွေကတော့ကျတို့တက်တက်ထပ်ပြီးတော့မစားဖြစ်တာပါရှင် မင်းယူတော်တော်များများနဲ့စားကောင်းတယ်။ဒါပေမဲ့လည်းဒီနေ့အတွေကကြတော့ unlimited set ကော်တီတောက်ဖို့ပဲအားသတ်နေတဲ့အတွက်ကြောင့်မလို့မင်းယူတွေကိုတေချာ highlight မလုပ်ဖြစ်ဖ ೇನೆ ။အာအဲ့ဒါတောက်ဖို့ပဲစိတ်အားထက်သန်နေခဲ့တာပေါ့နော်။ စကေးဘာမှာအချိန်နှစ်နာရီပြည့်အောင်အတူကော်ဒေးတွေ US ဒေါ်လာ20နဲ့ free flow စိတ်ကြိုက်တောက်ပြီးွားရေဆိုတော့ဒီဘက်က stand cafe ကိုလည်းဧည့်သည်သွားပြီးတော့လေ့လာဖြစ်ခဲ့ပါတယ် ဒက်စရန်ကဖေးမှာကြတော့ဧည့်ဘာမှလည်းမတော့ဖြစ်ခဲ့ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ခိုးဘက်မှာ unlimited sale ကတည်းကတောက်လာတယ်။တော်လေးကိုရောက်ရှိနေတဲ့အတွက်ကြောင့်မလို့ That's Run Cafe ကိုကြတော့ကလေးလေးပဲအဲ့ဒါကြွေးဖြစ်ခဲ့တယ်။နောက်တစ်ခေါက်ကြတော့မှ That's Run Cafe ကိုလည်းအဲ့ဒါထပ်ပြီးတော့တင်ဆက်ပေးပါမယ်ရှင်။လောလောဆယ်တော့ That's Run Cafe ရဲ့အတွင်းပိုင်းပုံစံလေးတွေအဲ့ဒါပြခဲ့ပါတယ်။နောက်တစ်ခေါက်ကြရင်ဆက်ပြီးတော့အဲ့ဒါနဲ့တွေ့မယ်ရှင်။ ားလုံးကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်နောက်ထပ်ဘလော့တွေမှာဆက်ပြီးတော့တွေ့မယ်ရှင်။အခုတော့ဒီမှာပဲဆုံးသက်ပြစေရှင်။တက်တာပါနော်။